ဒီရုပ်ရှင်လေးရဲ့အစကတော့တောထဲကဇီးကွက်မိသားစုလေးတစုရဲ့ပျော်ရွှင်စွာအတိုက်ထဲကစားနေတဲ့ပုံနဲ့စတင်ထားပါတယ်ဇီးကွက်ဖခင်တော့တက်စ်ကအစားအစာတွေတဲလာပြီးသူ့ရဲ့သားသမီးတွေကိုညအိပ်ဖို့ပြင်ဆင်ပေးပါတယ်ညီကိုနှစ်ကောင်လေးကစောရန်ကဂါဟူးရဲ့အဆောင်လျှောက်တွေရဲ့ပုံမြင်တွေကိုအရန်ဆွဲလန်းနေပါတယ်အဆောင်လျှောက်တွေဆိုတာမကောင်းဆိုးဝါးဇီးကွက်ဆိုးတွေကိုတိုက်ခိုက်ပြီးဇီးကွက်နိုင်ငံကိုကယ်တင်ခဲ့တဲ့ရဲရင်ပြီးအင်အားကြီးစစ်သူရဲကောင်းတွေဖြစ်ပါတယ် စောရန်ရဲ့အကိုကလက်ကသူ့ညီဟာဒီပုံမြင်တွေကိုခေါင်းထဲမှာအလွန်ကျူးဆွဲလန့်နေတယ်လို့ထင်နေပါတယ်။ကလေးမလေးအက်ကလန်တင်းကမကောင်းဆိုးဝါးတမ်မနီနှုတ်သီးဆိုတာတကယ်ရှိလားလို့မေးတဲ့အခါစောရန်ကသူ့အကြိုက်ဆုံးသူ့ရဲ့ကောင်းလိုက်စီရဲ့ဒဏ္ဍာရီအကြောင်းပြန်ပြောပြပါတယ်။ လိုက်စ်ကရေခဲလက်တဲတိုက်ပွဲမှာမကောင်းဆိုးဝါးခေါင်းဆောင်ရဲ့မျက်နှာကိုဖျက်ဆီးစေခဲ့တာကြောင့်ဘသူမှမမြင်အောင်မျက်နှာကိုမျက်နှာဖုံးနဲ့ဖုံးကွယ်ပြီးသူ့ကိုယ်သူတန်မဏိနှုတ်တိလို့ခေါ်တဲ့အကြောင်းရှင်းပြပါတယ်။ကလတ်ကဒီထက်တလဲလဲပုံမြင်တွေကြောင့်သူစိတ်ညစ်တယ်လို့ပြောပြီးစကားဖြက်လိုက်ပါတယ်။ Notus ကကလေးတွေကိုအိတ်ဖို့ပြောပြီးနောက်နေသူတို့မှာအရေးကြီးတဲ့အဆင့်ဖြစ်တဲ့အကိုင်းခုံချင်းတင်ငန်းစာရှိတယ်လို့ပြောပြီးကလေးတွေကိုအိတ်ခိုင်းလိုက်ပါတယ်။နောက်တနေ့မှ Notus ကကလတ်နဲ့စောရန်ကို ကိုင်းခုံချင်းတင်ကန်းစာစတင်လေ့ကျင့်ပေးပါတယ်ကလပ်ကသူ့အဖေထင်ကြီးအောင်လုပ်ဖို့အရန်စိတ်အားထက်သန်နေပြီးသူ့ညီထက်ကိုကျွမ်းကြောင်းတက်တည်ပြဖို့စိတ်လို့နေတာကြောင့်အကိုင်းခုံတဲ့အခါမှားမှားယွင်းယွင်းဖြစ်သွားပါတယ်ဒါပေမဲ့စောရန်ကတော့တီတီငင်ငင်ကိုင်းခုံပြလိုက်တော့ကလပ်မနာလို့ဖြစ်ပြီးချက်ကန်းဆန်အိုးတိုးသွားတာလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့မိဘတွေကအမဲလိုက်ဖို့ထွက်သွားတဲ့အခါစောရန်ကခေါင်းပေါက်အပြင်ကိုသွားပြီးအကိုင်းခုံဖို့ကလပ်ကိုတောင်းဆိုပေမဲ့ ူကငင်းလိုက်ပါတယ်စောရန်ကသူ့အကိုပါကိုမကြိုက်ဘူးလဲဆိုတာသိတာကြောင့်ရေခဲလက်တဲတိုက်ပွဲကစားနည်းပဲပြန်ကစားဖို့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားတော့ကလပ်စိတ်ပြတ်သွားပြီးအကိုင်းခုံဖို့ပဲသဘောတူလိုက်ပါတယ်သူတို့ညီကိုနှစ်ယောက်အကိုင်းတစ်ခုပေါ်ခုံလိုက်ပြီးစောရန်ကနောက်ကနေကလပ်ပြန်တန်းတာကိုကြည့်ပြီးသူ့အကိုကိုနောက်ပြီးတင်ပေးရမလားလို့မေးလိုက်ပါတယ် တလက်စိတ်ပြတ်သွားပြီးစောရံကိုတွန်းချလိုက်တာကြောင့်အရှိန်မထိန်နိုင်ပဲနှစ်ကောင်လုံးကြောက်လန့်တကြားနဲ့အောက်ကိုပြုတ်ကျသွားပါတယ်။မြေပြင်ပေါ်ကနေသူတို့နှစ်ကောင်အကိုင်းပေါ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့အကိုင်းကအရန်ကိုဝေးနေပါတယ်။အဲ့ဒီအချိန်မှာကြွက်ကြီးတကောင်ရောက်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။စောရန်ကကလပ်ကိုကြွက်ကြီးသားကောင်မဖြစ်အောင်ဝင်ပြီးကာကွယ်ပေးပေမဲ့ကလပ်ကစောရန်ကိုပြန်အကူအညီမပေးဘဲဒုက္ခရောက်နေချိန်မှာပုန်းနေပါတယ်။ အမတ်မထင်နိုင်ရွက်ရှိရှိနဲ့ဈေးကွက်နှစ်ကောင်ရောက်လာကကြက်ကြီးကိုနှင်ထုတ်ပြီးသူတို့နှစ်ကောင်ကိုကဲတင်မလို့နဲ့အတိုက်နဲ့ဝေးတဲ့နေရာကိုဖမ်းခေါ်သွားပါတယ်။စိုးရံနဲ့ကလပ်ကိုဖမ်းသွားတဲ့ဈေးကွက်ဆိုးတွေကနမေတူချက်နှစ်ကောင်ဖြစ်နေပြီးသူတို့ကစိတ်အကြည်လျက်မှာအလုလုတဲ့မကောင်းဆိုးဝါးဈေးကွက်တွေလည်းဖြစ်ပါတယ်။ကလပ်ဟာလွတ်မြောက်ဖို့ကြိုးစားပေမဲ့ချက်တကောင်ကသူ့ကိုအေးအေးဆေးဆေးပဲပြန်ဖမ်းလိုက်ပါတယ်။သူတို့နဲ့အတူတခြားဈေးကွက်ဆိုးတွေလည်းရောက်လာပြီးသူတို့ရဲ့ခြေသေးတွေထဲမှာဖမ်းထားတဲ့ဈေးကွက်ငယ်လေးတွေလည်းပါလာပါတယ်။ အဲ့လိုနဲ့ချက်နှစ်ကောင်က green bay ဆိုတဲ့စီးကွက်ကိုနှုတ်ဆက်ပြီးမျိုးမစစ်တဲ့စီးကွက်ရလာတဲ့အတွက်အားနည်းနေလာလို့နောက်လိုက်ပါတယ် green bay ကငါဖမ်းလာတဲ့စီးကွက်ကအလွန်သေးငယ်တဲ့ f စီးကွက်တငယ်မျိုးกว่าအလုတ်ရန်ကြိုးစားတယ်လို့ပြန်ပြောပါတယ်ဆော့ရန်က kiffy ကိုတတိထားမိသွားပြီးသူနဲ့မိတ်ဆွေဖွဲ့လိုက်ပါတယ် green bay နဲ့ချက်နှစ်ကောင်တို့အုပ်စုဟာစီးကွက်ပေါက်တွေကိုဖမ်းခေါ်လာပြီး saint achilles ကိုပြန်တန်းလာပါတယ် အဲ့ဒီကိုရောက်တဲ့အခါဇီးကွက်ဆူကြီးတွေကဒီနေရာဟာဇီးကွက်ပေါက်တွေရဲ့အိမ်တစ်ဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီချိန်စိမ့်အဂျီလီယက်စ်ရဲ့ဗိုလ်ချုပ်တွေနဲ့တိုင်းဒိုတခင်ကြီးရဲ့ဂျင်ယာဖတ်နိုင်ရာတို့ပေါ်လာပြီးဇီးကွက်လေးတွေကိုအဖွဲနှစ်ဖွဲခွဲမယ်လို့ရှင်းပြပါတယ်။စူဆောင်းသူအဖွဲဟာတန်လိုက်အမုံမွားလေးတွေကိုရှာရမှာဖြစ်ပြီးနောက်တစ်ဖွဲဟာရဲရင်တဲ့စစ်သားတွေလုပ်ရမှာဖြစ်ပါတယ်။စူဆောင်းသူတွေကတန်လိုက်စတွေကိုအမွေလုံးတွေကနေရှာပြီးတိုင်းဒိုတခင်ကြီးရဲ့ရန်သူတော်တွေဖြစ်တဲ့ကားဟူအဆောင်ရှောက်တွေကို အတာစီရစေမဲ့လှုပ်ဝက်လက်လက်တစ်ခုကိုပြုလုပ်ဖို့ခိုင်းစေခံရမှာပါ Kid Fitness စောရန်တို့ကနိုင်ရကိုမလုံနိုင်ကြအောင်အောင်ပြောလိုက်တာကြောင့်နိုင်ရဒေါသထွက်ပြီးစူးစောင်းသူအဖြစ်စေခိုင်းလိုက်ပါတယ်စောရန်ကကလပ်ကိုတူနဲ့လိုက်ဖို့ခေါ်ပေမဲ့ကလပ်ကစစ်သားလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးလစ်လျူရှုလိုက်တာကြောင့်နိုင်ရပျော်သွားပါတယ်စုဆောင်သူတွေကိုဈေးကွက်ဆိုးကြီးတွေကစူးစီးပြီးတောက်ပနေတဲ့လရောက်အောက်မှာအနားယူခိုင်းလိုက်ပါတယ် လာရောင်ကိုကြည်ချင်းကဇီးကွက်တွေကိုအိမ်ငွေချတယ်လို့ဖြစ်သွားပြီးသူတို့မလုတ်ချင်တဲ့အလုပ်ကိုလုတ်ခိုင်းတဲ့မော်ဆန်တဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒါကိုလာရောင်နဲ့အိမ်ငွေချခြင်းလို့ခေါ်ပြီးအဲ့ဒီအခြေအနေကိုဂစ်ဖီကကြားပူတာကြောင့်စောရန်ကိုလာရောင်မကြည့်ဖို့ပြောပြီးငါတို့လွတ်နိုင်တဲ့လမ်းကပြန်တမ်းဖို့ပဲရှိတယ်လို့တတိပေးလိုက်ပါတယ်။နောက်တနေ့ရောက်တော့ဇီးကွက်တွေအားလုံးဟာလာရောင်ကန်းသွားပြီးဖုတ်ကောက်နေလို့ဖြစ်သွားပါတယ်။သူတို့ကိုဇီးကွက်ဆိုးကြီးတွေကပယ်လက်တိုရီယန်ကိုသွားဖို့အမိန့်ပေးပါတယ်။အဲ့ဒီမှာဇီးကွက်လေးတွေကို တခြားစည်းကွက်တွေရဲ့အမွေလုံးတွေမှာတန်လိုက် အမုံမွားတွေကိုရှာဖွေရမယ့်နေရာလည်းဖြစ်ပါတယ်။စောရန်နဲ့ကစ်ဖီတို့ကအဖမ်းမခံရအောင်သူတို့ရဲ့အပေါင်းအသင်းတွေလိုလက်ရောင်ကမ်းတလူဟန်ဆောင်ပြီးလမ်းလျှောက်ပါတယ်။အဆောင်တကောင်ကစောရံကိုဖမ်းပြီးတန်လိုက်အမုံမွားတစ်ခုကိုအနီးနားကအမုံမွားတွေထည့်ထားတဲ့ပုံထဲကိုထည့်ဖို့အမိန်ပေးလိုက်ပါတယ်စောရံကလာရောက်ကန်းတလို့ဟန်ဆောင်ပြီးပုံးစီကိုလမ်းလျှောက်သွားတဲ့ချိန်မှာ တန်လိုက်ရဲ့အစွမ်းကသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့ဆူချိုးတက်ရောက်မှုတစ်ခုရှိတယ်ဆိုတာသိလိုက်ပါတယ်။ပုံနာမှာလည်းတန်လိုက်အမုံမွားရဲ့အစွမ်းတက်ရောက်မှုမရှိပုံရတဲ့လင်းတို့တကောင်ကိုတွေးလိုက်ပါတယ်။လင်းတို့ကစောရန်စီကအမုံမွားကို ယူပြီးတဲ့အခါအော်တန်တစ်ခုကိုပြုတ်လုလိုက်ပါတယ်။အဲ့ဒီအခါမှာပိုကြီးတဲ့လင်းတို့တကောင်ရောက်လာပြီးတန်လိုက်အမုံမွားတွေထည့်ထားတဲ့ပုံးကိုအပြာရောင်စွမ်းရင်နဲ့ဝင်းရထားတဲ့ပိုကြီးရဲ့ပုံးတစ်ခုစီကိုယူသွားပါတယ် flash လို့ခေါ်တဲ့စက်ပစ္စည်းတစ်ခုကနေထွက်လာတဲ့စူပေါင်းတန်လိုက်စက်ကွင်းဟာဈေးကွက်တွေကိုပြန်တန်းလို့မရအောင် လုပ်နိုင်ပါတယ်။ဒါဟာဈေးကွက်နိုင်ငံတွေကိုတိမ့်ပိုက်ဖို့တိုင်တိုတခင်ကြီးတိဆောက်နေတဲ့လှုပ်ဝက်လက်နက်တစ်ခုဖြစ်ပါတယ်။တမနီနှုတ်သီးနဲ့အမီမတိဈေးကွက်တကောင်တွဲဆောင်ခဲ့ပြီးအဲ့ဒီဈေးကွက်ကိုအဆောင်ရှောက်တွေကိုထောင်ချောက်ထဲဆွဲခေါ်ဖို့တာဝန်ပေးပါတယ်။ အဲ့ဒီအစားတမ္မနီနှုတ်သီးကအနောက်နိုင်ငံတွေနဲ့ဂါဟူးတစ်ပင်ကိုအုပ်ချုပ်ခွင့်ပေးမယ်လို့ထိုစည်းကွက်ကိုကတိပေးလိုက်ပါတယ်။နောက်ပိုင်းမှာဂရင်ဘယ်ကဆောယန်နဲ့ကစ်ဖီတို့ဟာတခြားသူတွေနဲ့မတူဘူးဆိုတာကိုသတိထားမိသွားပါတယ်။သူကသူ့နှက်ကောင်ကိုခေါ်ထုတ်သွားပြီးလုံခြုံတဲ့နေရာရောက်တဲ့အခါပြန်တန်းတက်အောင်ကူညီပေးမယ်လို့ပြောပါတယ်။ Greenbay က Saint Eligius ကိုမုန်းတီးနေပြီးညံကောင်းတဲ့စည်းကွက်တွေဒီကိုရောက်လာရင်ကူညီမယ်လို့အရင်ကတည်းကကတိထားတဲ့အကြောင်းပြောပြပါတယ်။အဲ့လိုနဲ့ Greenbay က Griffinet Soyan ကိုပြန်တန်းနီးစတင်တင်ပေးပါတယ်။တစ်ဖက်မှာနိုင်ယာကရဲရင်တဲ့တိုင်တိုစစ်သားတွေပြန်တန်းနီးကိုတင်ပေးနေပါတယ်။အကလေးတကောင်ကိုဖမ်းနိုင်တဲ့သူဟာရဲရင်တဲ့စစ်သားအဖြစ်လက်ခံမယ်လို့ပြောပြီးကလပ်တို့စည်းကွက်အုပ်စုကိုဖမ်းခိုင်းလိုက်ပါတယ်။ကလပ်ကမဲလိုက်ပြန်ပွဲမှာမတမာတဲ့နီးတွေတုံးပြီးအနိုင်ရခဲ့တာကို နိုင်ရတွေးလိုက်ပါတယ်နိုင်ရကကလပ်ကိုရဲရင်နဲ့စစ်သားဖြစ်နိုင်ပါတယ်ဒါပေမဲ့သူရဲ့ညီစောရံကိုလည်းအဖွဲထဲဝင်ဖို့စီယုံခိုင်းလိုက်ပါတယ် Green Beros ကိုနိုင်ရတို့ရောက်လာပြီးသူတို့ကိုစန့်ကျင်နေတဲ့ဆိုတာသိသွားတဲ့အခါနိုင်ရကနောက်လိုက်တွေကိုဖန်ခိုင်းလိုက်ပါတယ် Green Bay ကစောရံနဲ့ Gilfie ကိုအဆောက်အအုံတွေစီသွားပြောဖို့ထွက်ပြေးခိုင်းပြီးသူကတော့နိုင်ရတို့နဲ့တိုက်ခိုက်ပါတယ်စောရံကကလပ်ကိုသူ့နဲ့လိုက်ဖို့တောင်းဆိုပေမဲ့ ကလကတူရဲ့ရည်ရွယ်ချက်ကိုတွေးရှိသွားပြီးနိုင်ယာဘက်မှနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ Green Bay ကနိုင်ယာနဲ့အသေးအကြေးတိုက်ခိုက်ပြီးနောက်ဆုံးမှာအသက်ခံလိုက်ရပါတယ်။နိုင်ယာနဲ့အဆောင်တွေကစောရန်နဲ့ Kiffy ကိုအသေးတန်လိုက်ဖမ်းရာသူတို့နှစ်ကောင်အသက်လူပြန်တန်းရင်ကြောက်တုံးနှစ်ခုကြာကအကွဲကြောင်တစ်ခုကနေလွတ်မြောက်သွားပါတယ်။လိုက်ဖမ်းခံရလို့သတိမထားမိပေမဲ့အချိန်နှဲငယ်ကြာမှသူတို့ပြန်တန်းနေတာကိုသတိထားမိပြီးနောက်ဆုံးမှပြန်တန်းတက်သွားပြီးဆိုတာသိလိုက်ပါတယ်။စောရန်နဲ့ Kiffy တို့ဟာပြန်တန်းနေရင် ဂါဟူးကအဆောင်လျှောက်တွေကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။စောယန်ကဂစ်ဖီအတွက်အစားအစာချိုရှာဖွေပြီးအနားယူဖို့အောက်ကိုဆင်းလာပါတယ်။အဲ့ဒီကိုရောက်တော့ဒီကာလို့ခေါ်တဲ့မြေအောင်စည်းကွက်တကောင်နဲ့တွေ့ဆုံပါတယ်။စောယန်တို့ကအနားယူဖို့နေရာတောင်းတော့ ဒေကာကခင်သွားပြီးသူ့ရဲ့အတိုက်ဖြစ်တဲ့အခေါင်းပေါက်ရှိတဲ့နေရာကိုခေါ်သွားပါတယ်။အဲ့ဒီချိန်မှာ Twilight ဆိုတဲ့စီးကွက်တကောင်အခေါင်းပေါက်ကိုရောက်လာပြီးသူ့လက်ထဲမှာဒေါသထွက်နေတဲ့ Miss P ကိုညစာဖြစ်စားဖို့ဖမ်းခေါ်လာပါတယ်။စောယန်ကသူ့ရဲ့အုတ်ထင်းသူ Miss P ကိုပြန်တွေ့ရလို့အယံဝမ်းသာသွားပြီးတငယ်ချင်းအစ်စ်တွေနဲ့မိတ်ဆက်ပေးပါတယ်။သူ့ရဲ့အကူ Saint Ali GS မှာရှိနေသေးလို့ ဂါဟူးကအဆောင်လျှောက်တွေစီသွားပြီးအကူအညီတောင်းရမယ်လို့ပြောပါတယ်မစ္စပီကအင်ကိုပြန်ဖို့ပြောပေမဲ့စောယန်ကတော့သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲဟူလာမီယာပင်လယ်ကိုဖျက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီကာကဟူလာမီယာပင်လယ်ကိုတွိုင်းလိုက်လမ်းပြပေးမယ်လို့ပြောပြီးသူတို့ပါလိုက်ပါခီးဆက်ခဲ့ကြပါတယ်တစ်ဖက်မှာတော့နိုင်ယာကထွက်ပြေးဖို့အခွင့်အရေးရှိပေမဲ့တိုင်တိုတခင်ကြီးပေါ်တစ္ဆာရှိကြောင်းပြသတဲ့ကလပ်ကို အတော်လေးသဘောကျနေပါလေကလပ်ကနိုင်ယာအကြိုက်လိုက်ပြီးသူ့မြင်မှလေအက်ဂလန်တင်းကိုတိုင်တိုတခင်ကြီးစီ ခေါ်လာပါလေနိုင်ယာကသူ့ရဲ့စစ်ဆေးပြီးသားစစ်သားတွေကိုတိုင်တိုတခင်ကြီးကိုပြသခဲ့ပြီးအဲ့ဒီထဲမှာတမူထူးခြားတဲ့တယောက်ပါကြောင်းပြောပါလေတိုင်တိုတခင်ကြီးတန်မနီနုတီကကလပ်ကိုတိုင်တိုဆိုတာရဲရင်ပြီးကြောက်ရွံ့ခြင်းမရှိရဘူးလို့ပြောပြီးတခြားစစ်သားတွေကိုလည်းဂါဟူအဆောင်လျှောက်တွေစီကနေဇီးကွက်နိုင်ငံကိုပြန်လည်တင်ပိုက်ဖို့ပြောကြပါလေ အကလန်တင်းကအိမ်ပြန်ကျင်တယ်လို့ကလပ်ကပြောပေမဲ့သူကလှည့်စားပြီးသူ့မြင်မောက်ကိုလာရောက်ကန်းသွောင်းအောင်လှုပ်လိုက်ပါတယ်စောရန်တို့အဖွဲ့ဟာပင်လယ်ကိုသွားတဲ့ခီးမှာကြီးအုပ်တအုပ်ရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်ကြီးကန်းတွေကတိုင်းလိုက်ရဲ့တူရိယာပစ္စည်းကိုလူယူသွားပြီးအဲ့ဒီထဲမှာမစ်ပီလဲပါသွားပါတယ်အဲ့ဒါကြောင့်သူတို့အဖွဲ့ဟာမစ်ပီကိုကယ်တင်ဖို့စူပေါင်းပြီးကြီးကန်းတွေကိုမောင်းထုတ်ပါတယ် အဲ့ဒီလိုလုံနေရင်စောရန်တို့အဖွဲ့ဟူလာမီယာပင်လယ်ကမ်းဆက်မှာရှိတဲ့ဂါဟူအဆောင်လျှောက်တွေရဲ့ဖျားเจ้าကိုရောက်နေကြောင်းသိလိုက်ပါတယ်စောရန်ကသူ့အဖေပုံမြင်တွေတဲကအတိုင်းဟော့ကိန်းထုတ်တဲ့အီချီနာဆိုတဲ့ဖြူကောင်ကိုတွေ့လိုက်ပြီးဖြူကောင်ကတကောင်ချင်းစီရဲ့ဟော့ကိန်းတွေကိုပြောပြပါတယ်စောရန်ကခေါင်းဆောင်ကစ်ဖီကလမ်းပြတွိုင်းလိုက်ကစစ်တီဒီကာကတစ္ဆာရှိတဲ့ခြေရခံသူမစ်ပီကအဖွဲရဲ့နှလုံးသားဖြစ်တယ်လို့ပြောပြီးဝေလာငါးရည်ရဲ့ဆိုတဲ့ကျင်နဲ့ဇီးကွက်မျက်လုံးကျဲချမှနေပြီးကျယ်ရီရဲ့နောက်ကိုလိုက်ရင်း ဂါဟုကျုံးကိုရောက်မယ်လို့ဖြူကောင်ကအကြံပေးလိုက်ပါတယ်။အဲ့လိုနဲ့စောရန်တို့အဖွဲ့ကောင်းကင်ကိုကြည့်ပြီးဂါဟုတစ်ပင်စီကိုစတင်ထွက်ခွာလာပါတယ်။ပင်လယ်ထဲမှာသူတို့အဖွဲ့မုံနိုင်နဲ့တွေ့ပြီးတကာရဲ့အတောင်တွေပျက်စီးသွားလို့မပြန်နိုင်တော့ပဲအောက်ကိုပြုတ်ကျသွားပါတယ်။စောရန်ကတကာပင်လယ်ထဲပြုတ်ကျတော့မယ့်အချိန်မှာအလင်းအမြန်ကဲတင်ဖို့ပြေးသွားပေမဲ့သူ့ကိုအံ့အားစေတာကတကာကိုခန်းနာတဲ့အဖြူရောင်ဈေးကွက်ကြီးတကောင်ကဲတင်လိုက်တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဈေးကွက်ကြီးရဲ့အဖို့က စောရန်တို့အဖွဲ့ကိုအတူတူပြန်တမ်းဖို့အချက်ပြလိုက်ပြီးမကြခင်မှာသူတို့တစ်ဖွဲ့လုံးကိုဂါဟုတစ်ပင်စီခေါ်လာကြပါတယ်စောရန်ဟာတတက်လုံးယုံကြည်ခဲ့တဲ့ဂါဟုတစ်ပင်ကြီးရဲ့ခန္ဓာကြီးကျယ်မှုတို့ကိုမျက်စိနဲ့တအံ့မြင်တွေ့လိုက်ရလို့အံ့ဩမင်းသက်သွားပါတယ်သူတို့ကိုကဲတင်ခဲ့တဲ့ဇီးကွက်ကြီးတွေဟာလည်းဂါဟုရဲ့ဘရင်နဲ့မိဖုရားဖြစ်တဲ့ဘိုရွန်နဲ့ဘာရွန်တို့ဆိုတာသိလိုက်ပါတယ် အဲ့လိုနဲ့အစည်းအဝေးမှာစောရန်ကသူတို့ဘလို့ပြန်ပေးဆွဲခံရတဲ့အကြောင်းနဲ့ဇီးကွက်လေးတွေကိုလည်းလာရောက်ကန်းအောင်လုပ်ပြီးခိုင်းစေတဲ့အကြောင်းကိုပါကောင်စီဝင်တွေကိုပြောပြတဲ့အခါအဲ့လိုမီးယာကောင်စီဝင်ကသူ့အယောင်ဇလန်းအဖြစ်ပယ်ချလိုက်ပါတယ်။ဒါပေမဲ့ဤဇေရစ်ကောင်စီဝင်က စောရန်ဘက်ကထောက်ခံပြောဆိုတာကြောင့်ဘရင်ဘိုရိုမအဲ့လိုမီးယာကိုသူ့ရဲ့ထောက်လှမ်းရေးတွေနဲ့ဒီကိစ္စကိုအရေးပေါ်စုံစမ်းစစ်ဆေးဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။စောရန်တို့အဖွဲ့ကို အာချဲလီစာဆိုတဲ့ဆရာမကဂါဟူးတစ်ပင်မှာဇီးကွက်တွေတက်မြောက်ရမယ့်ကျွမ်းကျင်မှုအမျိုးမျိုးကိုရှင်းပြပါတယ်။အဲ့ဒီနောက်မှာအဖွဲရဲ့လေ့ကျင့်မှုတွေကိုစတင်ပါတော့တယ်။ဒီနေ့မှာဆိုရင်ဟာရေခဲလက်သေးတိုက်ပွဲအကြောင်းပါတဲ့စာအုပ်ဖတ်နေတဲ့နေရာကိုအီဇယ်ရီရောက်လာပြီးမုံတိုင်းလာတော့မယ်မနဲ့ပြန်ပြန်တန်းနီးတင်ပေးမယ်လို့ဆိုရန်ကိုပြောပြီးအနားယူခိုင်းလိုက်ပါတယ်။နောက်တနေ့ရောက်တော့ဆိုရန်တို့အဖွဲကိုပြန်တန်းနီးတင်ပေးဖို့မုံတိုင်းဖြစ်တဲ့ကြားထဲခေါ်သွားပါတယ်။ ။ဤဇေရစ်ကမုန်တိုင်းကြတဲ့တီတီငင်းငင်းပြန်တမ်းမှုတင်ပေးတဲ့ချိန်စောယံကမိုးတက်ထန်နေကြတဲ့ရေရေဝုန်းဝုန်းဖြတ်တန်းနိုင်တဲ့တဘာဝအသိဉာဏ်ရှိကြောင်းတွေ့လိုက်ပါတယ်။ခေါင်းပေါက်ကိုပြန်ရောက်တဲ့အခါစောယံကဤဇေရစ်ဟာတကယ်တော့ရေခဲလက်သေးတိုက်ပွဲက live to ရဲကောင်းဆိုတာကိုသိလိုက်ပါတယ်။ဤဇေရစ်ကစောယံကိုတိုက်ပွဲတွေဟာအမြဲတမ်းသူရဲ့ကောင်းဆန္ဒမဟုတ်ပဲမှန်ကန်တဲ့အရာကိုလုပ်နေရရင်ဘာခံနာမှုမှမလို့ကြောင်းရှင်းပြပါရတယ်။အဲလိုမီးယာနဲ့ထောက်လန်းရေးအဖွဲ့ဟာ စိတ်အလီ GS ကိုရောက်လာပြီးစောရန်ပြောတဲ့အမှန်တရားကိုအတီးပြုပါတယ်အလိုမီယာကသူ့ရဲ့ထောက်လန်းရေးနှက်ကောင်ကိုလာရောက်ကန်းနေတဲ့ဇီးကွက်ပေါက်တွေကိုကဲတင်ဖို့အဆောင်တွေအားလုံးကြံခိုင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါဟာထောင်ချောက်တစ်ခုဖြစ်နေပြီးအလိုမီယာတကောင်ပဲအက်ဂလန်တင်းနဲ့တခြားဇီးကွက်လေးအနည်းငယ်ကိုလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပြီးဂါဟူးစီပြန်လာပါတယ်အလိုမီယာကဇီးကွက်နိုင်ငံကိုကာကွယ်ဖို့အတွက်စစ်ပွဲကြီးညာဖို့အချိန်တန်ပြီးလို့ဘရင်ကိုအကြံပြုတဲ့အခါ ဈေးကွက်တိုင်းစုယုံလာကြပါတယ်။ဂါဟူအဆောင်လျှောက်တွေဟာတိုက်ပွဲအတွက်ထွက်ခွာသွားကြပြီးစောယန်ကလိုက်ချင်ပေမဲ့အီဇယ်ရစ်ကခြေသေးတစ်ခုပေးပြီးလိုက်ချင်လဲရတယ်။ဒါမှမဟုတ်အက်ဂလန်တင်းကိုဆောင်းလျှောက်ချင်လဲရကြောင်းပြောတဲ့အခါစောယန်ကြံရိပ်ခဲ့ပါတယ်။အက်ဂလန်တင်းသတိပြန်ရလာတဲ့အခါကလပ်ကသူ့ကိုလာရောက်ကအောင်လုပ်ခဲ့ပြီးအယ်လိုမီယာလက်ထဲကိုထည့်လိုက်ကြောင်းစောယန်ကိုပြောပြပါတယ်။အဲ့ဒီအချိန်မှာစောယန်က အလိုမီယာဟာတစ္ဆာဖောက်ဖြစ်ပြီးတိုင်းဒိုတခင်ကြီးနဲ့ပူးပေါင်းကာအဆောင်လျှောက်တွေကိုထောင်ချောက်ထဲဆွဲခေါ်သွားတယ်ဆိုတာသိလိုက်ရပါတယ်။အလိုမီယာဟာတိုင်းဒိုတခင်ကြီးနဲ့သဘောတူထားတဲ့ဂါဟူတစ်ပင်နဲ့အနောက်ဖက်စည်းကွက်နိုင်ငံတွေကိုထိန်းချုပ်ဖို့ကတိပေးထားတဲ့လှုပ်ဝဲဧည့်သည်လည်းဖြစ်ပါတယ်။အလိုနဲ့ဆောယန်တို့အဖွဲ့ဟာအဆောင်လျှောက်တွေကိုတတိပေးဖို့စိတ်အလီ GS ကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဆောင်လျှောက်တွေဟာစိတ်အလီ GS ကိုရောက်နေနေပြီးအလိုမီယာရဲ့လှည့်စားမှုကိုတိလိုက်ချိန်မှာတော့နောက်ကျသွားပါတယ်။ လင်းတို့တွေကတန်လိုက်အပြာရောင်စွမ်းရင်ကိုထုတ်လုပ်ပြီးအဆောင်လျှောက်တွေကိုမလုံနိုင်အောင် လုပ်လိုက်ပါတယ်အဆောင်လျှောက်တွေဟာမြေပြင်ပေါ်ကိုပြုတ်ကျပြီးမပြန်တန်းနိုင်တော့ပဲဖြစ်သွားပါတယ်တမနီနှုတ်တီးကအဆောင်လျှောက်တွေကိုတတ်ဖို့သူ့အစီခံလင်းတို့တွေကိုအမိန်ပေးလိုက်ပါတယ်စောရန်တို့အဖွဲ့စိတ်အလီ GS ကိုရောက်တော့အဆောင်လျှောက်တွေတန်လိုက်ဆက်ကွင်းနဲ့အဖမ်းခံထားရတာကိုတွေ့လိုက်ပါတယ်စောရန်ကသူ့နောက်ကရေနံစီကိုတွေ့သွားပြီးအကြံတစ်ခုရသွားပါတယ် အဖွဲကိုလင်းတို့တွေအားတာစီပေးဖို့ပြောပြီးသူက မီးတော့တဲ့တော့ကရေနံစီမီးလောက်အောင် လုပ်မယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ Giffy Twine Line နဲ့တကာတို့လင်းတို့တွေကိုတိုက်ခိုက်နေတာကိုတမ်မနီနှုတ်သီးမြင်သွားပြီးအဲ့လိုမီးရသူ့ကိုတစ္ဆာဖောက်တယ်လို့ထင်သွားပါတယ်။ တမ်မနီနှုတ်သီးကဂါဟူတိုင်းပြည်ကိုအုပ်ချုပ်ဖို့ဘရင်ဆိုတာတယောက်ပဲရှိရမယ်လို့ပြောပြီးလင်းတို့တွေကိုဖမ်းသွားခိုင်းလိုက်ပါတယ်ဆောယန်ကတန်လိုက်ထောင်ချောက်ကိုပြက်ပြဲစေဖို့တော်တဲ့ကမိကိုအီဇယ်ရစ်တင်ထားတဲ့အတိုင်းတီတီငင်းငင်းပြန်တမ်းပြီးရေနံစီကိုမီးလောင်စေကာထောင်ချောက်ကိုဖျက်ဆီးလိုက်ပါတယ်ဂါဟူအဆောက်အအုံတွေလွတ်မြောက်သွားပြီးတမ်မနီနှုတ်သီးရဲ့အစီခံတွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်အီဇယ်ရစ်ကဆောယန်ကိုဇီးကွက်လေးတွေကိုဆောက်ရှောက်ဖို့မှာခဲ့ပြီးတိုက်ပွဲထဲဝင်သွားပါတယ် တမ်မနီနှုတ်သီးရဲ့အစီကံတွေနဲ့အဆောက်ရှောက်တွေစတင်တိုက်ခိုက်ကြပြီးအီဇယ်ရစ်ကတမ်မနီနှုတ်သီးရှိတဲ့နေရာကိုတွားကာအလစ်ဝင်တိုက်ခိုက်ပါတယ်ဖမ်းမိလူနီးပါးဖြစ်ပေမဲ့နိုင်ယာကဂျာဝင်တာစီးပြီးအီဇယ်ရစ်ကိုဖမ်းလိုက်ပါတယ်ဆိုယန်ကကလပ်ပြန်သွားတာကိုတွေ့ပြီးနောက်ကလိုက်သွားတာကြောင့်ကလပ်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်ကလပ်ဟာသူ့ရဲ့မနာလိုမှုကြောင့်မျက်စိကွယ်ပြီးဒီတိုက်ပွဲမှာတိုင်တိုတခင်ကြီးကိုပဲအနိုင်ရစေချင်ပါတယ်ဆိုယန်ကကလပ်ကိုတားဖို့ကြိုးစားပေမဲ့နားမထောင်ဘဲဆိုယန်ကို ဆက်လက်တိုက်ခိုက်ပါတယ်။နောက်ဆုံးမှာသူတို့နှစ်ကောင်စလုံးတော်မီတဲ့ကိုပြုတ်ကျခါနီးတကိုင်းတစ်ခုကိုစောရန်ကင်လိုက်ကကလပ်ကိုကယ်တင်ဖို့ကြိုးစားပါတယ်။ကလပ်ကသူ့ကိုကယ်တင်ပေးတာတော့ရုံမှလိုက်တာကြောင့်အတောင်ပံကျိုးပြီးမီးတဲ့ကိုပြုတ်ကျသွားပါတယ်။စောရန်လည်းဒေါသထွက်သွားကသူ့ကိုဒီလိုဖြစ်ရတာတမနီနှုတ်တီကြောင့်ဆိုပြီးတပ်ဖို့သူ့နေရာကိုလိုက်သွားပါတယ်။တမနီနှုတ်တီကအီဇယ်ရစ်ကိုတပ်ဖို့လုပ်တဲ့ချိန်စောရန်ရောက်လာကမီးဆွဲနေတဲ့တကိုင်းချုံနဲ့တိုက်ခိုက်ပြီးတမနီနှုတ်တီကိုတတ်နိုင်လိုက်ပါတယ်။ ဲဒါကိုနိုင်ရတွေ့သွားပြီးအစီခံတွေကိုစုတ်ခွာဖို့အမိတ်ပေးက သူတို့လွတ်မြောက်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဂါဟူအဆောက်အအုံတွေဟာသူတို့ကြိတိုင်းအားနည်းတဲ့ဇီးကွက်တိုင်းကိုစောင့်ရှောက်ဖို့ ကာဟုတစ်ပင်စီခေါ်သွားကြပါလေစောရန်တို့ဖွဲ့ရဲရင်မှုကိုချီကျူးပြီးဘရင်နဲ့ဘရင်မကသူရဖွဲ့တွေချင်းမြောက်ပါလေစောရန်ရဲ့လောက်ရဲ့အတွက်သူမိဘတွေနဲ့သူညီမလေးအက်ဂလန်တင်တို့ကအားပေးကြိုဆိုပါလေစောရန်နဲ့သူ့အဖွဲ့ကတိုက်ပွဲတွေနဲ့တံမိုးတွေအကြောင်းပုံမြင်တွေကိုနောက်လာမဲ့ဈေးကွက်ငယ်လေးတွေတည်အောင်ပြောပြနေပါလေနိုင်ရကတော့ထွက်ပြေးသွားပြီးကလပ်ကတော့အခုထိရှာမတွေ့သေးကြောင်းဈေးကွက်ငယ်လေးတွေကိုပြောပြပြီးပုံမြင်ကိုရက်လိုက်ရမလားလို့ပြောလိုက်ပါလေအဲ့ဒီချိန်မှာ ။ဤဇေရီရောက်လာကဒီနေ့မုံတိုင်းအငွေသက်တွေရနေတယ်လို့ပြောပြီးစောရန်တို့အဖွဲ့ကိုခေါ်ကမုံတိုင်းစီပြန်တန်းသွားပြီးဇလန်းလေးကိုအဆုံးတက်လိုက်ပါတဲ့ကြီးစုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်။